မယူတာပါဘူးအင်းမယူတာလုံးဝမယူတာဘူးတိုက်တာခိုက်တာလုံးဝသုံးမကြဘူးလုံးဝသုံးမကြဘူးမကြသင့်မင်းနဲ့ကြခဲ့ရတာဒီပဲဆိုတော့အသိစေချင်တယ်အခုချိန်ထိလဲဘာလို့ဘာမှလောက်တာမရှိဘူးအဲ့လိုပြသဖို့ကျသားတဲ့စကြတော့လေဦးမင်းအွန်လိုင်းမှာမရှိချောင်းอืมเนาะခင်ဗျားတို့တိုင်းပြီးချစ်တယ်ဆိုတာလီးပဲလို့ပြောလိုက်မယ်ဟာเนาะခင်ဗျားတို့စောက်ဆန်နေအဲ့လိုမျိုးခင်ဗျားတို့เนาะနိုင်ငံတော်အစ်စ်နေတဲ့ဥပဒေတွေရထုတ်လိုက်တယ်ဆိုတော့ခင်ဗျားတို့စွဲတယ်ဒီပေါ်တာလေးခင်ဗျားတို့စားပေါက်ရသွားတယ်လို့ခင်ဗျားတို့အောက်တန်းကြတယ်ဝန်တန်းလေးခင်ဗျားတို့တော်တော်အမျိုးရုပ်တဲ့အောက်တန်းစားလေး ကျွန်တော်ပွင့်လင်းပြောရင်ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီးတမတော်ရဲ့လုံပုံကင်မိုးလေးတွေတမျိုးဖြစ်နေတယ်။အင်းမဖြစ်နေဘူး။အဲ့တမျိုးဖြစ်နေတဲ့အကြီးကိုကျွန်တော်အထိမ့်မဖွင့်ချင်ဘူး။ကျွန်တော်စိတ်ထဲမှာဟိုပွင့်လင်းပြောရင်တော့ လွယ်တော့လွယ်ရည်ထင်တာပဲဟုတ်တယ်အားလုံးပဲမင်္ဂလာပါကျွန်တော် Happy Music ရဲ့ YouTube Channel Page ကနေအားလုံးကိုပြည့်လည်ပြီးမှကျဆလိုက်ပါရယ်အားလုံးကိုမင်္ဂလာရှိသောနေ့နဲ့ခင်လေးပါလို့ရှိဦးဆောင်လို့ဆလိုပါရယ်အားလုံးလည်းရှိတဲ့နေရာတိတိမှာဘေကင်းလုံးချုံကြမ်းမှာကြမယ်လို့လည်းကျွန်တော်ယုံကြည်ပါရယ်ကြော်ဒီနေ့မှာဆိုတော့ March 16ရက်နေ့တနင်္လာနေ့ရက်မနေ့ပိုင်းအထူးသတင်းကောင်းများနဲ့အထူးသတင်းထုတ်များကိုကြော်တင်ဆက်ပေးချင်တာဖြစ်ပါရယ်ကြော်ဒီနေ့မှာဆိုလည်းပဲအထူးသတင်းကောင်းများများဆိုတဲ့အနောက်မှာထုံဆန်တိုင်းရေရှင်ဗီဒီယိုချုပ်ကိုကြော်ထည့်ပေးထားတာဖြစ်ပါရယ်ကြော်ဒီနေ့တို့ပထမအုပ်စုအနေနဲ့ကတော့ချန်ပီယံမြောက်ပိုင်းတောင်ခိုင်းရဲ့နောက်ဆုံးရအခြေအနေများကိုကြော်တင်ဆက်ပေးချင်တာဖြစ်ပါရယ်ချန်ပီ ည်နယ်မြောက်ပိုင်းနောင်ချိုတောင်ခမ်းရှိစစ်ကောင်စီတပ်စခန်းအများစုကိုနေမီဆူးမှုမှုရယူပြီးကြောင်းအောင်ပွဲခံနေတဲ့စစ်ရှုံးကောင်စီကစစ်ကူများထပ်မံပြီးပို့ဆောင်နေရကြောင်းသိရှိရထားတာဖြစ်ပါတယ်။တောင်ခမ်းမှာနေမီများကိုဆူးမှုမှုယူပေးထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကိုပြီးခဲ့တဲ့မတ်လ10ရက်နေ့ကရန်ကုန်တွင်ကျူးစုပွဲများပြုလုပ်ခဲ့ကြောင်းသိရှိရထားတာလည်းဖြစ်ပါတယ်။စစ်ရှုံးကောင်စီသည် drone နဲ့လေကြောင်းတိုက်ခိုက်မှုများပါဝင်မြေပြင်ထူးစစ်များတုံးရွေ့တောင်မြူတားလို့မြို့တက်မတော် TNLN နဲ့အပြင်အလံထူးစစ်စင်နေတဲ့တောင်ခမ်းရှိစခန်းအချို့ကိုပြန်လည်ဆူးမှုထားနိုင်ကြောင်းလည်း ည်းသိရှိရထားတာဖြစ်ပါတယ်စစ်ကောင်စီဝါရဖြန့် channel များတွင်ဖော်ပြထားတော့လဲစစ်ရှုံးကောင်စီဒီရိခါနှင့်ခဲယမ်းရင်တန်းများကိုချွေညုံမှပထူးတို့ပို့ဆောင်နေပြီးအင်တော်ကြောက်ကူဘက်သို့ဆက်လက်ခြေတက်သွားကြောင်းစီတရင်မြင့်များထံကနေသိရှိရထားတာဖြစ်ပါတယ်ခေခုချိန်မှာဆိုတော့တောင်ခန်းကိုဘောမတတိုက်ကတော့ကြပြီးတမတော်လည်းထဲရောက်ပြီလို့ပြောနေပေမဲ့ခုချိန်မှာလုံးဝကိုမကြသေးပါဘူးစစ်ရှုံးကောင်စီကတော့လူအင်အားနဲ့ရိခါသူပို့ဆောင်နေဆဲလို့သိရှိရပြီးမှ TNL နဲ့စစ်ရှုံးကောင်စီကတော့တိုက်ပွဲဝင်နေဆဲဖြစ်ပါတယ် TNL နဲ့တပ်တော်တပ်သားများဘေးကင်းပါစေအမြဲဆုံးအောင်ပွေရနိုင်ပါစေလို့ပဲကျွန်တော်ပြောချင်တာဖြစ်ပါတယ် ဆက်လက်ပြီးတော့ကဆင်လည်းပဲကျွန်တော်ချင်းပြည်နယ်ဖလားမြို့ရဲ့နောက်ဆုံးရအထူးသတင်းထိုးများကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်။ချင်းပြည်နယ်ဖလားမြို့တိန်စစ်စင်ရေးကိုချင်းညင်အောင်နဲ့မဟာမိတ်များကစီနွေးလက်ရှိရာယခုရပိုင်အတွင်းတိုက်ပွဲပြင်းထန်နေပြီးဆစ်ရှုံးကောင်စီကတော့လေကြောင်းတိုက်ခိုက်မှုတွေကိုအပြင်းအထန်ပြုလုပ်ခုခံနေရတယ်ဟုချင်းညင်အောင်အဖွဲ့ဝင်အချင်းမျိုးတက်ကကွေတက် CNDF ပြောခွင့်ရရှိသူဆလိုင်းတီမီကပြောကြားလာတာဖြစ်ပါတယ်။ချင်းညင်အောင်မဟာမိတ်များက2024ခုနှစ်နိုဝင်ဘာလဒုတိယပတ်ကစားရဖလားမြို့တိန်တိုက်ပွဲကိုစီနွေးလက်ရှိရာလီလာချန်မတ်လာဒုတိယပတ်တွင်နောက်ဆုံးကြေရှိနေ ီဒီစစ်ကောင်စီတပ်ကုန်းခလာရ268တပ်ရင်းအားစစ်ရှိန်မြင့်ထူးစစ်စင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိထားတာဖြစ်ပါတယ်။ကဲအင်မတန်မတရင်ကောင်းဖြစ်ပါဒီနေ့မှဆင်းလဲပဲဖလာမြူတင်တဲ့ပွဲမှာနောက်ဆုံးစစ်ရှုံးကောင်စီတပ်စခန်းခလာရ268ကို CNDF ကတော့တိုက်ခိုက်နေဆက်ဖြစ်ပါတယ်။ CNDF တပ်တော်တတမြတ်ဘေကင်းပါစီအမြန်ဆုံးဖလာမြူကိုဆိုးအောက်ဖြစ်အောင်လုပ်နိုင်ပါစီလို့ပဲကျွန်တော်ပြောလိုတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ကဆင်းလဲပဲကျွန်တော်ဂျပန်နိုင်ငံကတော့မြမရေးကိုပြိုချခဲ့တယ်လို့သိရှိထားတာဖြစ်ပါတယ်။ဒီတလဲဆုံးလင်ကိုကျွန်တော်သိစားပေးချင်တာဖြစ်ပါတယ်။အငိမ့်စဂျပန်တမ်မတ်ကြီးမြမအကြီးဟောပြုတ်ပွဲထုံယ ိုတွင်ပြုလုပ်ခဲ့ကြောင်းသိရှိရထားတာဖြစ်ပါတယ်ဒီလိုတမတ်ကြီးကမြန်မာရေကိုမန်တဲ့အတိုင်းတင်ပြသွားတဲ့အချက်လက်တွေကဒီမိုကရေစီနဲ့လူအခွင့်အရေးကိုမြန်မာတို့တိုင်းစာနာစိတ်ရှိတဲ့လူသားဆန်သူမိသူမဆိုအတိတ်တရားရှိရှိနဲ့မြန်မာအရေးမှာမြန်မာပြည်သူတွေကိုလိုလားတောင်းတတဲ့စန္ဒအတိုင်းရည်တည်တော်တင်ကြောင်းမိမောင်းထူပြနေတယ်လို့သုံးသပ်မိတယ်လို့ကျွန်တော်တို့မှာတွေ့ရှိရထားတာဖြစ်ပါတယ်ကဲဒီနေ့မှာဆီလည်းပဲမေးအောင်လိုက်ရဲ့လုပ်ရည်တွေကမမှန်ကြောင်းနဲ့မြန်မာရေကိုဂျပန်က support နေတယ်ဆိုတာကိုအငိမ့်စဂျပန်တာမတ်ကြီးကတော့ပြောကြားသွားတာဖြစ်ပါတယ်ဆက်ပြီးတော့ကဆီလည်းပဲကျွန်တော် နစ်ကနောင်ချူမြို့ကိုမင်းအောင်လှိုင်ကတော့လုံအောင်ကိုရစ်စစ်ခဲ့တာဖြစ်ပါတယ်ဒီတရင်ဆောင်လေးကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်တအောင်တက်မတော် TNL တိမ့်ပိုက်ထိန်းချုပ်ထားတဲ့နောင်ချူမြို့ကိုအကြမ်းဖက်စစ်ရှုံးကောင်စီကလေတက်ကနေမတ်လ16ရက်နေ့ညနေ9:00နာရီခွဲခန့်မှာဘုံကျဲပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်တံကတော်ကိုးပါနဲ့ပြည်သူ5ဦးကတော့ကွေလွန်ခဲ့တယ်လို့ကျွန်တော်သိရှိရထားတာဖြစ်ပါတယ်နောင်ချူမြို့ရှိစင်ရတနာပရိတာစာတင်တိုက်ကိုစစ်ကောင်စီကတီတီလေးနဲ့လေတက်ကနေ Jet Fighter နဲ့ဘုံလေးလုံးကျဲချက်တိုက်ခိုက်ခဲ့တဲ့ဖြင့်စစ်တပ်တွေနဲ့ပါပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ကိုရင်ရှိပါအပြစ်မြတ်ပြည်သူအမျိုးသား3ဦး မျိုးသမီး2ဦးနဲ့စုစုပေါင်း14ဦးလောက်ကတော့ကျွန်တော်တို့ဝန်ထဲဆိုကိုယ်လွင်ခဲ့ပြီးမှအများပြက်ကတော့တန်ရရှိခဲ့တယ်လို့နေအိမ်များလည်းဖြစ်စည်းသွားခဲ့တယ်လို့ကျွန်တော်ဒီမှာ TNL လည်းထုတ်ပြန်ချက်ရတွေးရှိရထားတာဖြစ်ပါတယ်။အခုချိန်မှာဆိုတော့ကျွန်တော်မနေ့ကဆိုတော့ဆစ်ရှုံးကောင်စီအာနာယူမြောင်းလိုင်းကတော့လုံးဝကိုမိုက်မဲပြီးမှယုံမာလာပြီးမှဒီမှာဘုံကြီးအကြောင်းတွေကိုပါဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။လူမျိုးဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ကျွန်တော်ဝန်ထဲဆိုကိုယ်ရင်တော်တွေကလည်းကျွန်တော်ကိုယ်လွင်ခဲ့တယ်လို့သိရှိရထားတာဖြစ်ပါတယ်။ဒီလူမျိုးလုံးရက်တွေလုံနေတဲ့အာနာယူမြောင်းလိုင်းအမြဲဆုံးကြက်ရှုံးပါစီ TNL ကလည်းနောက်ချုပ်ကိုအမြန်ဆုံးပြန်သိမ်းပိုင်းနိုင်ပါစီ ို့ပဲကျွန်တော်ပြောလိုတာဖြစ်ပါတယ်ဆက်လက်ပြီးတော့ကဆင်လည်းပဲကျွန်တော် KIA ရဲ့ဘမော်မြူတင်းတဲ့ပွဲနောက်ဆုံးရအထူးသတင်းကောင်းများကိုကြော်သိဆက်ပေးချင်တာဖြစ်ပါတယ်ဘမော်မြူစကားဆာ23ကကီစခန်း3ခုလုံးလုံးကို KIA တပ်ပေါင်းစုတွေကတော့ထပ်မံတင်ပိုက်လိုက်ပြီးလက်ရှိမှာဆိုရင်တော့စကားခ23တဝက်ကတော့ပြုတ်ပြီးလို့သိရှိရထားတာဖြစ်ပါတယ်ပြီးတော့ကဆင်လည်းပဲစစ်ရုံးကောင်စီရဲ့ drone တွေကိုလည်းထပ်မံပစ်ချနိုင်ခဲ့ကြောင်းလည်းကျွန်တော်ဒီမှာတွေ့ရှိရထားတာဖြစ်ပါတယ် KIA မှာတမတ်တင်ကောင်းဖြစ်ပါဒီနေ့မှာဆက်လည်းပဲ KIA ကတော့စကားဆာ23ကကီစခန်း3ခုလုံးလုံးကိုတင်ပိုက်လိုက်ပြီးမှစကားခ23 2021ရဲ့တဝက်ကတော့ပြုတ်ပြီလို့သိရှိရထားတာဖြစ်ပါတယ်။ခေရတတ်တော်တတ်မြတ်ဘေကင်းပါစီအမြင်ဆုံးပုံပေါ်မျိုးတစ်မျိုးလုံးကိုလည်းတင်ပိုက်နိုင်ပါစီလို့ကျွန်တော်ပြောလိုတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ကာဆင်လင်ဘက်ကျွန်တော်အာရခတ်တူအေအေကတော့မနစ်ကဆိုရင်တော့ကျွန်တော်ညောင်ကျူကပါဆာဆက်ရုံအချို့ကိုကျွန်တော်တင်ပိုက်နိုင်ပြီလို့ကျွန်တော်ဒီမှာဥခိုင်တုခကတော့ပြောချက်လာတာဖြစ်ပါတယ်။အာရခတ်တူအေအေရဲ့စစ်ရေးအခြေအနေကရောဘယ်လိုမျိုးရှိပါသလဲဥခိုင်တုခပြောချက်လာကတော့ဒီတိတ်ပွေးကတော့ပကိုးတိုင်းပဒေါင်းမျိုးနေပကံကွေးရွာနဲ့ဒီညောင်ကျိုးကျေးရွာပတ်ဝန်းကျင်တွေမှာ ဟိုအပြင်းထန်ဖြစ်ပွားနေတာရှိပါတယ်อืมဟိုညောင်ညိုးရွာရဲ့ဒီပတ်ဝန်းကျင်မှာရှိတယ်ဒီကာကင်းစခန်းအများစုကိုတော့ ဟိုကျွန်တော်တို့ရဲ့ပူပေါင်းတပ်ဖွဲ့တွေကဟိုတိမ့်ပိုက်ထင်းချုံထားပြီးဖြစ်ပါတယ်။ဝါးတိမ့်ပိုက်နိုင်ပြီ။ဟိုကြံတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကလည်းပဲဒီဟိုတစုဒီတစုဒီကစင်ကလျာဆုတ်ခွာနေကြတာပြီးရှိပါတယ်။အင်းဟိုဒီကြားထဲဒီလေချောင်းဘုံကျေတိုက်ခိုက်မှုတွေကလည်းပဲဟိုတောက်လျှောက်ရှိနေတဲ့အခါကျတော့ဒီအခြေအနေကချုပ်ထွေးနေပြီးတော့ဒီတိုက်ပွဲကဟိုဆက်လက်ပြင်းထန်နေစေအနေအထားဖြစ်ပါတယ်။ ။ကြက်ခုချိန်မှာဆိုတော့ကျွန်တော်အာရခတ်တတူအေအေရဲ့ပြုတ်ခွင့်ရပုတ်ကိုဥခိုင်တူခါကတောင်မှာအာရခတ်တတူအေအေကတော့စစ်ရှုံးကောင်စီရဲ့ညောင်ကျူးကာကင်းစခန်းအချို့ကိုသိမ်းပိုက်နိုင်ပြီလို့ကျွန်တော်ဒီမှာပြောကြားထားတာဖြစ်ပါတယ်။မကြာခင်ချိန်မှာဆင်လဲပဲပကူတိုင်းမှာကပါစာဆက်ယုံအများပြတ်ကိုလည်းအေအေကတော့သိမ်းပိုက်နိုင်မှာဖြစ်ပြီးမှမြောင်လဲစကူတွေကတော့လုံးဝကိုနေဝင်ချင်းတွေကိုတူရှိရတော့မှာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ကဆင်လဲပဲကျွန်တော်မနစ်ကအာနာယူမြောင်လိုင်းရဲ့မိုက်မဲမှုတွေကြောင့်ကျွန်တော်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့မှာအာနာယူမြောင်လိုင်းကတော့တီတီလျက်နဲ့ဘုံကြီးကျောင်းတွေကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီရက်တွေကိုလုံနေတဲ့အာနာယူမြောင်လိုင်းကူကူစီကတော့ ော့ဘယ်လိုမျိုးတဲ့ဆိုပြီးမှဆုံးမစာတွေကျွေးလိုက်လိုက်ဒီမှာကြည့်လိုက်ပါဦးပရိယတိစာတင်တိုင်းမှတည့်ရဲ့တာနဲ့ဘုံကျဲတယ်ဆိုလို့ရစဉ်းစားကြည့်ပါနော်တော့တန်ကတော့ဒီကအစပြန်လွန်မူရတယ်ဟာဘလောက်ရုပ်မှလဲစဉ်းစားကြည့်ဟုတ်တယ်နော်ပြီးတဲ့အချိန်မှာယူကြီးအောင်ဆောင်ပြီးတော့မင်းအောင်လိုင်ကစောက်ချက်မရှိတဲ့ပြစ်တီတီဖာကောင်းဆောက်ခွက်နဲ့ထွက်ပြီးတော့နော်အယူဝက်နေပြီးပြောတယ်နော်မင်းအောင်လိုင်ရုပ်ကိုတစ်ချက်ကြည့်ယောက်ျားအဲ့လိုပြစ်တီတီရုပ်ကလေအောက်တန်းစားလာတိထဘယ်ယောက်ျားဖြစ်ဖြစ် ယောက်ျားဆိုရင်တည်တည်တတ်တတ်ရှိရမယ်อืมဟုတ်တယ်ခါတာပြောချင်ပြောလိုက်မယ်ပြောင်စရာပြောချင်ပြောလိုက်မယ်ရည်စရာပြောချင်ပြောလိုက်မယ်ဒါပေမဲ့မင်းအောင်နိုင်လို့စောက်ွက်အဲ့ဒီတိတိတီးရယောက်ျားအောက်တန်းသားတွေရောလေอืมအကောင်းပြောတာဒါပေမဲ့အဲ့ဒါလိုအောက်တန်းသားကကျွန်တော်တို့တိုင်းမျိုးတက်အောက်ထုတ်ပြီးတော့အခုလိုမျိုးရဲရဲဆက်ဆက်ပြည်သူတွေဘုံကျက်တက်ဖြတ်တာကိုခံနေရဟုတ်တယ် ်တော့ရုပ်မှာလက်ရှိမြန်မာနိုင်ငံမှာအမျိုးဘာသာတာသနာဆိုပြီးတော့ YMBA မှာရှိတဲ့ noise တွေစုပြီးတော့អော်ကြတယ်အမတပဲပဲနဲ့တကယ်တကယ်သူတို့အမဲ့လင်အခုလိုမျိုးယဟန်တန်ဃာတော်တွေကိုဖမ်းဆီးတဲ့ထောင်ချတဲ့နှိပ်စက်တဲ့တတ်ဖြတ်တဲ့ဘုံကျဲတဲ့ဒါမျိုးတွေလောက်လာတဲ့အချိန်အဲ့ဒီ YMBA ရဲ့ noise တွေပဲပဲတော့မော်တော့ဘူးဟမ်ဘယ်ကြောင်တောက်ဝိုင်းလည်းမသိဘူးဒါကြောင့်မလို့ကျွန်တော်စီးပွားရေးဆိုတာ online ပြီးတဲ့နေ့ကျရင်မနှုတ်ကြည့်ဘူးဆိုတော့မရတော့ဘူးဒါပေမဲ့ကျွန်တော်တို့တွေကသူတို့တွေကြတော့ကိုစီးပွားရေးတော့ကိုစိတ်ဝင်စားတယ်။ဒါကြောင့်မလို့ဒီတော်လှန်ရေးမှာကျွန်တော်တို့ပြောချင်တာက ကိုယ့်ရဲ့တဝင်းတခန်းစာကိုစီးပွားရေးကိုလည်းမလုပ်နဲ့ပုံလုပ်ကြပါဒါပေမဲ့လို့ဒီလိုမျိုးကြက်မပြည့်တဲ့အောက်တန်းစားတွေအုပ်ထုတ်တာကိုခံမယ်ဆိုရင်တော့ကိုယ်လည်းကြက်မပြည့်တဲ့လူဖြစ်နေတယ်ဒါကြောင့်မလို့တိုင်းပြည်ကတိမှာကြက်မပြည့်တဲ့ကောင်းတွေတအုပ်ထုတ်တယ်ဆိုတာကကြက်မပြည့်တဲ့ပြည်သူများလို့ပဲအဲ့ဒီစကားတကယ်မှန်းတယ်ဒါကြောင့်မလို့ဒီလိုကောင်းမျိုးတွေအုပ်ထုတ်တာကိုလက်ခံမယ်ကိုယ်နဲ့မဆိုင်ဘူးဆိုရင်ကိုယ်လည်းဘယ်အတန်းစားနဲ့ဝင်သွားမလဲဆိုတာကိုယ့်ကိုစဉ်းစားစဉ်းကျင်တုံ့တက်ကြပါလို့တိုက်တွန်းပါမယ် ရဟုတ်ပါရဲ့ကုစီပြောတာကုချင်100%ထောက်ခံပါရဲ့ကုစီကတော့မင်းအွန်လိုင်းကိုဒဲဆော်ပြီးမှဆုံးမစားရကြွေးတော့တာအင်မတန်မှအားရစေကောင်းပါရဲ့အခုချိန်မှာဒီလိုမျိုးမိုက်မဲမှုတွေပြုလို့နေတဲ့အာနာယူမင်းအွန်လိုင်းကြားတဲ့အထိကျွန်တော်တော်လိုင်းတက်ဖွဲ့တွေနဲ့ပူပေါင်းပြီးမှကျွန်တော်တက်နိုင်တဲ့ဘက်ကနေအားလုံးလဲပါဝင်ချက်ဖို့ကျွန်တော်လဲပြောကြည့်လို့တာဖြစ်ပါရဲ့ဆက်လက်ပြီးတော့ကဆင်လဘဘောမဇော်ခွေးဟောင်းကလည်းမင်းညက်ကတက်လာပြီးမှမင်းအွန်လိုင်းရဲ့စစ်ခွေးတွေရဲ့မတရားဝန်ထမ်းတွေရဲ့လုံရက်တွေကိုဘောမဇော်ဘိုးဟင်းကတော့ပေါ်ထုတ်ပြီးမှဒီကောင်ကတော့ပောက်ကွဲပြီးမှလောင်မြိုက်တော့တာဖြစ်ပါရဲ့ဒီကောင်ရဲ့ပောက်ကွဲခံတာဒီမှာကြီးလိုက်တော့ အဲ့လိုမျိုးပေါ်လာဆွဲတယ်နော်သူများမအောင်မှတားချိမင်းမရရှိဆွဲချသွားတယ်ပတ်စံပေးနိုင်ပြန်လှုပ်ပေးလိုက်တယ်ပတ်စံမပေးနိုင်ဆက်တက်တယ်ထည့်ပလိုက်တယ်ဟာနော်ကိုသားသမီးချင်းကိုချင်းမစားကြဘူးအောက်တန်းသားတွေမျိုးရုပ်တွေအဲ့ဒါတွေပြောရင်မကုန်ဘူးနော်တိုင်းပြည်ကိုဘယ်သူတွေထက်စီးနေတာလဲနော်ဒါတို့တယောက်တော့အေးမယူနိုင်တာဘာကြောင့်လဲနော်ခင်ဗျားတို့တိုင်းပြည်ချစ်တယ်ဆိုတာလီးပဲလို့ပြောလိုက်မယ်ဟာနော်ခင်ဗျားတို့စောက်ဆန်နေအဲ့လိုမျိုးခင်ဗျားတို့နော်နိုင်ငံတော်အဆင့်နေတဲ့ဥပဒေတွေထုတ်လိုက်တယ်ဆိုရင်ခင်ဗျားတို့စွဲတယ်ဒီပေါ်တာတွေဟုတ်တယ်နော်ပေါ်တာတွေစွဲတယ်တိုင်းပြည်ကိုနော် မကောင်းတာကိုကောင်းအောင်လုပ်မယ်လို့မကြံဘူး။ခစ်ပြက်နေတာကိုခစ်ကောင်းအောင်လုပ်မယ်လို့မကြံဘူး။နော်အခွင့်အရေးခင်ဗျားတို့ဥပဒေတစ်ခုထုတ်လိုက်အခွင့်အရေးတစ်ခုပေးလိုက်တယ်လို့ခင်ဗျားတို့စားပေါက်ရသွားတယ်လို့ခင်ဗျားတို့အောက်တန်းကြတယ်ဝန်ထမ်းတွေခင်ဗျားတို့တော်တော်အမျိုးယုတ်တဲ့အောက်တန်းစားတွေအဲအဲ့မှာပေါက်ကျောက်ကပြောလိုက်တန်ဖိုးတက်တက်လာတာယွန်းလာနော်မကန့်နိုင်တာနော်ခင်ဗျားတို့ပြောလိုက်တာကပေါ်တာဆွဲဆိုရင်ပေါ်တာပဲဆွဲဥပမာတစ်ခုနောက်ဆုံးစစ်တီလူသစ်စုဆိုရင်လူသစ်ပဲစုခင်ဗျားတို့ငွေတောင်းခိုင်းတာမဟုတ်ဘူးနော်ခင်ဗျားတို့ရက်ွက်တွေရက်ွက်တွေမှာမလောင်ဘူးနော် လူစုတွေခင်ဗျားတို့ကျွန်တော်မနေ့ကလည်းပြောပြီးပြီအခုကျွန်တော်လာပြောနေပြန်ပြီငါတို့စစ်တပ်ထဲဝင်ခိုင်းအောင်ချမ်းသာတဲ့ကောင်တွေတွေအတိုင်းဝိုင်းနေမှာပေါ့မိကိုယ်တိုင်ဝင်တိုက်တယ်ငါဝင်ပြီးပြီ55နှစ်ရှိပြီလို့တကယ်လူကုန်တိုင်းအတိုင်းဝိုင်းချမ်းသာတဲ့ဟာတွေမှာအများကြီးอืมဒီလိုလူတွေကြတော့မပါဘူးဟုတ်တယ်မပါဘူးဒီမပါဘူးရတယ်မပါနဲ့ဆွဲပြီးတဲ့လူကိုငွေနဲ့ပြန်မယူခိုင်းနဲ့လေอืมဟုတ်လားအဲ့တော့တော့ဘာဖြစ်လဲဒီနိုင်ငံတော်နာသကဝင်ကြီးချုပ်ကာချုပ်ကြီးဦးမေအောင်လိုင်းဝင်ကြီးချုပ်ကြီးဦးမေအောင်လိုင်းဦးဆောင်တဲ့အစိုးရကြီးပုံရိပ်ပေါင်းရကိုဖြည့်စည်နေတာဘာလို့လဲဒီဝန်ထမ်းတွေပဲဟေးဟုတ်တယ်ဝန်ထမ်းတွေပဲဝန်ထမ်းတွေဆိုတာအချင်းပြချတာတဲ့ဝန်ထမ်းတွေ ဝင်နှဲရုပ်ဝင်နှဲစုပ်ပြီးဝင်နှဲပြက်ပြီးအမလောင်ပြီးရှင်နေဘသူတွေငတိမငတိမရဲ့ပြီးရောဆိုတဲ့ဝင်နှဲစုပ်ဝင်နှဲရုပ်အောက်ကန်းသားဝင်နှဲလေးသူတို့ပဲပြက်စီနေတာပြည်သူကလည်းပြက်စီနေတာမဟုတ်ဘူးနော်ပြည်သူတို့သွားပြီးတော့မှဆွဲတယ်ဆွဲပြီးထဲလို့ကျွန်တော်ပြောတာထဲလူများများရည်ကောင်းနေပဲအဲ့ဒါမှတိုင်းပြည်မများအေးချမ်းမှာနော်တိုင်းပြည်စစ်ပွဲတပွဲရဲ့အနေအထားအရင်ကမသိဘူးလားမရှိပါဘူးနော်အခုအုံမဒီအုံမကားတို့ဘာလို့ဘာတိုက်ပွဲဖြစ်တယ်ဥမာတို့တောင်းကမ်းမှာတိုက်ပွဲဖြစ်တယ်ကိုလူတွေတိုင်းရမရဘူးလားကိုလူတွေမကြဆုံးလားကြဆုံးတယ်လေတိုင်းရရတယ်လေတိုင်းရရစစ်တီရှိလို့ဘာတို့တက်နေ လေးတရာမှာတွားပြီးတော့ကျော်စိုးလို့နော်ကျွန်တော်ကျော်စိုးကိုခေါ်သွားပြီးတော့ကျွန်တော်တို့တက်နိုင်တဲ့ဥစ္စာတွေတွားလူတာပေါ့ဗျာအဲကိုလိုနော်မက်ဆီကိုအဲ့တော့ဒီလိုဝန်ထမ်းရုပ်ဝန်ထမ်းစုပ်တွေကနော်အောက်မှာလှုပ်ချင်တိုင်းလှုပ်တာအဲ့ဒီပုံရိပ်ကဘယ်လိုသွားပြစ်လဲဆိုသူတို့ကစောက်သုံးကြတဲ့ဝန်ထမ်းတွေလေဗျာဟုတ်လားသူတို့နာမည်ဘယ်လိုသိမှာလဲဟာသူတို့ဆဲကာကြိုကြီးပဲဆဲမှာပေါ့ကာကြိုကြီးကိုဆဲခံအောင်လှုပ်တာကာကြိုကြီးရဲ့အောက်လက်ကဖျက်သိဝန်ထမ်းတွေပဲဟာဒဲဆိုပြီးမှပောက်ကွေးပြီး တကယ်ယူသားဒူသားပြီးနိုင်ငံကိုချစ်တဲ့တိုင်းမျိုးချစ်တဲ့စိတ်နဲ့ပြည်သူလူထုပေါ်မှာထားတဲ့မေတ္တာစေတနာတရားမှန်ကန်တဲ့ဝန်ထမ်းတွေမပါဘူး။အောက်တန်းသားဝန်ထမ်းအမျိုးချုပ်တွေငါသားသမီးမှငါမိန်းမမှငါမိသားစုမှနော်ငါမိသားစုချမ်းသာမှနော်ကျန်တဲ့ဥစ္စာကိုနိုင်ငံတော်အစိုးရအနေနဲ့ပဲအစိုးရကိုပဲဆဲဆဲအဖွဲ့အစည်းကိုပဲဆဲဆဲစေပရိသေးအငါနဲ့မဆိုင်ဘူးဆိုလေအဲ့လိုဝန်ထမ်းချုပ်မှတွေအောက်တန်းသားဝန်ထမ်းတွေကပဲတိုင်းပြည်ရဲ့ပုံရိပ်ကိုလည်းဖျက်ဆီးတယ်အစိုးရရဲ့ပုံရိပ်ကိုလည်းဖျက်ဆီးတယ်အဲ့လိုလူတွေကိုထိတိယောက်အရေးမယူနိုင်တဲ့ပြည်တော့ကျွန်တော်တို့ အစိုးရကြီးလည်းကြာဆုံးနေမှာပဲ။နောက်တိုင်းပြည်လည်းဒီလိုမွေးနေပြီးတော့မှဆင်းရဲခြင်းအတိတ်ကိုဒုက္ခကိုကျွန်တော်တို့ရောက်နေရမှာပဲ။ဒီလိုဝင်တဲ့နေ့မှာနော်ဒီတစ်ပတ်တူကျွန်တော်လာပြောမယ်။ကောင်းတဲ့ဝင်တဲ့နေ့ရှိတယ်မကောင်းတဲ့မကောင်းတဲ့ဝင်တဲ့နေ့ကကျွန်တော်မကောင်းတဲ့ဝင်တဲ့နေ့ကိုကျွန်တော်ပြောတာ။နော်။အဲ့ဒီသူတို့ရဲ့လက်အောက်မှာ ဒီတိုက်ဝဲဝင်နေတဲ့စစ်တီတွေအားလုံးမှာမိသားစုတွေရှိပါလေဗျာခင်ဗျားတို့နားလည်ပေးသမှာဟုတ်တယ်နားလည်ပေးကြပါအင်းသူတို့တိုက်ချင်လို့တိုက်နေရတာမဟုတ်ဘူးဗျာဒီခုချိန်မှာကျွန်တော်ဘောင်းရတော့ဒီမှာဝင်ထန်းနေတဲ့လုံရက်တခုပေါ်ထုတ်လာပြီးမှခင်ဗျားတို့ပေါ်တာဆွဲဖို့ခေါ်ရင်လည်းခေါ်လိုက်ပါငွေကြီးနဲ့ပြန်ကောက်ရင်ပြန်လုတ်ပေးတာတွေမလုတ်ပါနဲ့ဆိုပဲဒီကောင်ကတော့ပောက်ွေးလာတာဖြစ်ပါတယ်ပြီးတော့မင်းအောင်လိုင်ရဲ့တိတ်ခါကြရတယ်ဆိုပဲဒီကောင်ကတော့မင်းအောင်လိုင်ရဲ့ဘောင်းမပီးနေပြီးမှပြိုးပေးနေတာဖြစ်ပါတယ်ဘောင်းရဲ့မင်းအပမှာဘာတိတ်ခါမှမရှိဘူးဆိုတော့မင်းခုချိန်ထိမတည်သေးဘူးလားလို့ပဲကျွန်တော်ဘောင်းရုံမှာချင်တာဖြစ်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်ရဲ့ဘောင်းမကြောင်မြူးမရတဲ့မင်းညက်ကတက်လာပြီးမှညောင်ကျူးက ပတ်ဆက်စခန်းအချို့နဲ့ကာကင်းစခန်းအချို့ကိုအေးအေးထိုင်မှာကြာတော့တော့အဘကအေးအေးနဲ့ဆိုမယူသားဘူးဆိုပြီးမှကြောင်မင်းမင်းကတော့မင်းအွန်လိုင်းကမယူသားပါဘူးဆိုပြီးမှဒေ့ဆော်လာတာဖြစ်ပါတယ်ကြောင်မင်းမင်းကပောက်ကွေးခိုင်းတဲ့ငိုခိုင်းတွေမှာကြီးလိုက်ပါဦးအေးနဲ့ဟိုအေးအေးဘက်ကထုတ်ပြန်နေတဲ့ဒရက်တာထုတ်ပြန်နေတဲ့ဒီဒီဘရောင်ပြီဘရောင်ညောင်ညောင်ကျိုးယူဟာပါညာဆိုတဲ့ကိစ္စတွေက ရှောက်ပြီးတော့ပြောနေကြတာဗျာတကယ်မြေမှာအဲ့လောက်ကြီးမဟုတ်ဘူးသတင်းတွေမှာတော့ပေါလုံးရိုက်နေတာပဲသတင်းတွေမှာတော့မသိညောင်ကျိုးစခန်းကြာသွားပြီညောင်ကျိုးကရှိတဲ့စစ်သားတွေထွက်ပြေးကုန်ပြီဂရုကစင်ကလေးတွေပြေးကုန်ပြီစသဖြင့်မျိုးစုံတွေရေးနေကြတယ်အဲ့လိုဖြစ်ပိတ်နေတာဟုတ်ပါအဲ့လောက်ကြီးမဟုတ်ဘူးအဲ့လောက်ကြီးမဟုတ်ဘူးအဲ့ဒီအဲ့ဒီမှာရှိနေတဲ့ပြဿနာကအေအေနဲ့ဒီဘက်ကပြီမပြီမပီဒီအက်တီနဲ့ပေါင်းပြီးတော့တိုက်နေတယ်အေအေကလည်းနည်းနည်းပြီမပီဒီအက်တွေများများနဲ့တိုက်နေတယ်ပေါင်းတိုက်တိုက်နေတော့ပွင့်လည်းပြောရင်တော့ ီမဗီဒီယိုတွေပါဝင်နေတယ်ပါဝင်နေတော့ဒီတက်ကသွားတိုက်ရတဲ့ခါမှာဟိုအဲ့ရရှိတဲ့စခန်းခံတိုက်တယ်ပြီးတော့တက်ကသွားပြီးတော့ဟိုဒီကလေချောင်းပြစ်ကူသွားတယ်အဲ့လိုသွားတဲ့အချိန်မှာဟိုအပြန်လန်တိုက်နေကြဆဲပဲရှိသေးတယ်ဘလို့မှညောင်ကျိုးစခန်းတော့စခန်းကိုရတာမရှိဘူးဒီလိုပဲနိုင်ရခံလဲသူရတာမရှိသေးဘူးဒါပေမဲ့အဲ့ဒါကိုဝါရဖြတ်တဲ့ခါမှာတော့အေအေတို့ကကြတော့ဝါရတော်တော်ကြီးကြီးဖြစ်နေတယ်ဟိုဝါရဖြတ်တာဘာမှမဟုတ်တဲ့ကိစ္စလေးမှာတော့အဲ့လိုမျိုးဟိုအထင်ကြီးအောင်ကြံဖန်ပြီးတော့လေလုံးထွားတတ်တဲ့ဗီဇရခိုင်ချုံမှရှိတယ်ရခိုင်ချုံမှရှိတယ်ရခိုင်နဲ့ရခိုင်နဲ့မှမဟုတ်ရခိုင်ချုံမှရှိတယ်တချို့ရခိုင်နဲ့တော်ပါတယ် ဒါပေမဲ့ချုပ်ရခိုင်နေရမရဘူးဆိုတော့ပညာကြောင့်လာတော့မသိဘူးအဲ့ဒါအဲ့တော့အခုသတင်းထုတ်ပြန်မှုတွေမှာအာအကျော်ကြီးထုတ်ပြန်တာတွေ့ရတယ်ကျွန်တော်အဲ့ဒါကြည့်လိုက်တော်တော်လေးအားသေးတယ်ကျွန်တော်ဟောဒီကောင်နေကျွန်တော်ဟောအကျော်ထုတ်ပြန်มาလာပေါ့ဒီလိုကျွန်တော်မြင်တာဆိုတော့ဒါလေးကကြုံလို့ထည့်ပြောတာဆိုတော့ညောင်ကျိုးလို့ပါလို့ဆိုတာလည်းအဲ့လိုကြီးမဟုတ်ဘူးနိုင်ရီကန်လို့ပါလို့လည်းအဲ့လိုကြီးမဟုတ်ဘူးတက်ကတော့ထိနေတာဒါပေမဲ့လည်းထိနေတယ်လို့ကျွန်တော်ကဒီနေ့ထိပဲပြောရင်မဲ့တက်ရဲ့လုပ်ပုံကင်ပုံလုပ်ပုံကင်ပုံလေးရပါဗျာပုံလည်းပြောရင်ရခိုင်ပြည်နယ်နဲ့ပတ်သက်ရင်တက်မတော်ရဲ့လုပ်ပုံကင်ပုံလေးကနည်းနည်းလေးကျွန်တော်စိတ်ထဲမှာ တမျိုးဖြစ်နေတယ်။อืมကျွန်တော်ပွင့်လို့ပြောရင်ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီးတတ်မတော်ရဲ့လုံမုံကိုင်မိုးလေးတွေတမျိုးဖြစ်နေတယ်။อืมဖြစ်နေတယ်။အဲ့တမျိုးဖြစ်နေတာကြီးကိုကျွန်တော်အထိမှမဖွင့်ချင်ဘူး။ကျွန်တော်စိတ်ထဲမှာဟိုပွင့်လို့ပြောရင်တော့လွယ်တော့လွယ်နေရထင်တာပဲ။ရခိုင်နဲ့ပတ်သက်ဟိုကျွန်တော်ပုံစံနဲ့ဆိုရင်တော့သိကြိုက်မယ်ပုံပုံပေါ့။ကျွန်တော်အတွေးနဲ့ကျွန်တော်အမြင်နဲ့ပြောရင်တော့ပွင့်လို့ပြောချလိုက်ရင်တော့အကုန်လုံးရှုပ်ကုန်တယ်။အဲ့တော့ပွင့်လို့ပြောရင်ရခိုင်နဲ့ပတ်သက်ပြီးတတ်မတော်ရဲ့လုံမုံကိုင်မိုးလေးတွေကပြဿနာတစ်ခုရှိနေသလားဘာလဲပေါ့နော်။ကျွန်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ကိစ္စရှိနေသလားနောက်ကဘာမြုပ်နေလဲတော့ ကျွန်တော်လည်းမသိပါဘူးเนาะဒါတော့စိတ်ဝင်စားဖို့ကောင်းတော့ပြပြလားကြေခုချိန်မှာဆင်တော့ကြောင်မျိုးမေးရတော့တက်လာပြီးမှညောင်ကျူးကပတ်ဆက်စခန်းနဲ့ကာကေးစခန်းအချို့ကိုအေးအေးထိုင်မှကြာတော့တာကတော့ဗောနော်ညောင်ကျူးစခန်းတွေကတော့ဘာမှမဟုတ်ပါဘူးပြီးတော့ဝါရတွေပါဆိုတော့ဒီကောင်ကတော့ဖြင်ပိတ်ငင်းလာပြီးမှအဘကတော့ရခိုင်တွေအေးအေးနဲ့ပတ်သက်လာတယ်ဆိုရင်လုံးဝကိုမယူသားဘူးဆိုပြီးတော့ဒီကောင်ကတော့ပြောချင်တယ်ဒါပေမဲ့အဖမ်းခံရမှလည်းကြောက်နေတော့မပြောရဘူးဖြစ်ပါတယ်ကြောင်မျိုးမေးတော့မင်းအောင်လိုင်ကိုလုံးဝအယုံကြည်မရှိတော့ဘူးမင်းအောင်လိုင်ကမယူသားဘူးလို့ပဲပြောနေတာပဲဖြစ်ပါတယ်ဘောမတွေရဲ့လောင်ကျွန်းခါအင်မတန်မအားရဲ့ဆက်ကောင်းပါတယ်နောက်ထပ်နေတဲ့ကာဆင်လည်းပဲဖင်လန်ကနေ ဲ့ဘောမပြောင်းရေးရလဲမနေ့ညတက်လာပြီးမှအေအေနဲ့တွေ့တိုင်းဦးမင်းအောင်လိုင်ကတော့ရှုံးနေတာပဲအပကတော်တော်ညံ့နေဆိုပြီးမှဘောမပြောင်းရေးကတော့မင်းအောင်လိုင်ကိုတင်းဆော်လာပြီးမှဆိုမော့စာတွေကျွေးပြီးမှပြောင်းရင်းရဲ့ငိုခန်းအောင်ဒီမှာကြီးလိုက်ပါအောင်အေအေအေကိုလေနော်ဒီကောက်ဝေးဦးစည်းချုပ်ကမယိုးသားခြင်းတွေရခိုင်တီသူ့အမျိုးတွေဖြစ်လို့ဖြစ်မှာပေါ့ဆိုတော့ဒီအဲ့လိုပဲပြောရတာမှာပဲမယိုးသားပါဘူးအင်းမယိုးသားလုံးဝမယိုးသားဘူးတိုက်တာခိုက်တာလုံးဝအသုံးမချဘူးဟာလုံးဝအသုံးမချဘူး မကြသိမဲနဲ့ကြခဲ့ရတာဒီပဲဆိုတော့သိစေချင်တယ်အဲ့မှာငိုပြီးပြောင်းရင်အခုချိန်ထိလဲဘာဆိုဘာမှလောက်တာမရှိဘူးရခိုင်ကိုသူတို့ကလွတ်ထားပြီးတာအေအေကိုလွတ်ထားပြီးတာနော်အေအေကိုလွတ်ထားပြီးအေအေကအခုဆိုရောက်တက်လာပြီရောက်တက်လာပြီးတော့အခုဆိုရင်ကပ္ပစားတွေကိုဟိုဘယ်လိုခေါ်မလဲဆိုရှင်မေဂျာတွေ့ရောလမ်းပြီးတော့ဟာလာမကြံသေးမကြံစီရကြံစီနေလို့ထင်တယ်ဟုတ်တယ်အေအေကိုမတိုက်နိုင်တာလားဆိုတော့ကကြတော့အေအေကိုအလိုလိုက်နေလားဟာ ော် AA ကိုဒီ right တိုက်လို့မရအောင် AA ကိုတိုက်မယ်ဆိုရင်ပြတ်သားမှရမယ်အဲ့လိုပြတ်သားဖို့ကတ်သားတဲ့ဇာကြတော့လေဦးမင်း online မှာမရှိချောင်အာအဲ့တော့ AA ကိုလိုချင်တာပေးရင်လည်းပေးလိုက်ပါတော့ကွာနော်ပေးလိုက်တော့တဲ့ AA နဲ့လည်းတိတ်မကြခင်ဆွေးနွေးမယ်လို့ကျွန်တော်တို့ကြားရတာနော်တရုတ်ရဲ့ကမ္ဘာကထားလို့ပြီးတော့တိတ်မကြခင် AA နဲ့ဒီ AA နဲ့ဒီ NASA ကနဲ့ဆွေးနွေးမယ်ကျွန်တော်တို့ကတော့ဘယ်လိုပဲဆွေးနွေးဆွေးနွေး AA အနေနဲ့လက်နက်စုံလာပဲလိုချင်တယ်ဒါပဲဒါမှလက်နက်မစုံသေးရတော့ကျွန်တော်တို့ AA ကိုလက်ခံစေချင် ယခုချိန်မှာဆိုတော့ပြောင်းရွေးကတော့မင်းအောင်လိုင်းနဲ့ AA တို့ဆွေးနွေးမယ်ဆို AA ကတော့လက်နဲ့ချတာပဲမြင်ချင်နေတဲ့ကဲလက်နဲ့ချရမှာခင်ဗျားတို့ security ဆိုတာမမင်းနဲ့ဟို AA ကတော့ခင်ဗျားတို့ထံမှာလုံးဝလက်နဲ့ချမှာမဟုတ်ဘူးဆိုတော့ကျွန်တော်100%ပြောရတယ်ပြီးတော့ AA နဲ့တွေ့တိုင်းနဲ့အဘကတော့လုံးဝမယူသားဘူးရှုံးမဲရှုံးနေတာပဲအဘတော်တော်ညံ့တယ်လုံးဝအရေးချင်းမမြည်ဘူးဆိုပြီးမှဒီကောင်ကတော့မင်းအောင်လိုင်းကိုဒေးဆော်ပြီးမှပေါက်ကွဲလာတာဖြစ်ပါတယ်ပြောင်းရွေးရဲ့ပေါက်ကွဲခိုင်းတဲ့ဒီမှာသူ့ရဲ့အကလေးကတော့ immediate အားရစ်စစ်ကောင်းပါတယ်ပြောင်းရွေးရဲ့စေတောက်ဖို့မမင်းနဲ့အောင်လို့ပဲကျွန်တော်မှာချင်တာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုကိုအစားကနေအဆုံးထိကြည့်ရှုပေးတဲ့ပရိသတ်များလုံးကိုကျေးဇူးများ ိုင်းတင်ပါတယ်ပရိသတ်များလို့ရှိတဲ့နေရာတိတိမှာဘေကင်းလုံးချွန်ကျမ်းမချမ်းသာကြပါစေလို့ဆုမွန်တောင်းပေးလဲနဲ့အားလုံးပဲ have a good day ပါ take care ပါเนาะ see you in the next video